ဟုတ်လား तू ကသူ့ကိုသူကြစာနေစင်းနဲ့ journalist တဲ့ journalist ဆိုတာဟဲ့ဟာနေဘီချ်က journalist तू အမိမဖော်ပဲရေးလို့ရမလားဓာတ်ပုံမှာထည့်ပေးရမယ် तू လောက်ခင်မီရာတွေငါသူ့စာတွေဖတ်ပြီးငါစိတ်တက်ကြတဲ့ဘဝမှာသူ့စာတွေဖတ်ပြီးတော့ငါကသူ့ကိုကျေးဇူးပေးတင်တယ်ဒီဘက်နိုင်ငံရေးနဲ့လည်းပတ်သက်လို့စောင့်သုံးဖို့မကြောက်အမိမဖော်လို့စာနေစင်းသမားကိုမလုပ်နဲ့မရှင်းလားတခြားအလုပ်စိုက်ကားပြောင်းနေဟုတ်လားဥပ္ပေမြင်လားဖေမြင့်ကိုလည်းပြောလိုက်ငါပြောရလို့ပြောလိုက် ချိန်ပြည့်ကြိုက်တဲ့နေရာမှာစင်ထိုးပြီးရှင်ပြောမယ်လို့ပြောလိုက်အမိမမပေါ်လို့ရင်စာနယ်ဇင်းမလုပ်နဲ့လေတခြားအပြောင်းလုပ်လေစာနယ်ဇင်းသမားက journalist လေ journalist ဆိုတာပြစ်စာရေးတဲ့လူမဟုတ်ဘူးအဲ့ဒါမင်းပြည်သူတင်တော့လို့တခါလေးမှတ်တာသလား journalist ကပြစ်စာတိုင်းသာရေးတဲ့အဆင့်မဟုတ်ဘူးမင်းတို့ journalist ကမကျင်းတဲ့လူမင်းတို့ချောင်းရိုက်တာလည်းရှိရင်ရှိမယ် journalist ကမာမာရက်ရဲရတယ်ဟေ့ငါယူဆဒီလိုရေးငါပြောနေတာဒီလိုငါတင်ပြတာဒီလို CIA ကားတွေထဲမှာအင်္ဂလိပ်ဟိုလာဟောလိဝုဒ်ကရုပ်ရှင်ကားတွေထဲမှာလိုက်တတ်တာတွေပါရှိတယ်လေ journalist တွေလိုက်တတ်လဲရေးရတာပဲ journalist ကအမီမဖော်လို့ဘူးဆိုတာမရှိရဘူးကြောင်းကြံရင်းဖြစ်နေမင်းတို့တကယ်ဝီရောလိဖြစ်နေမင်းအဲ့ဒါသွားအားမပေးနဲ့လူမိုက်အားပေးမလုပ်ရဘူးနော်အဲ့တော့မင်းအဲ့ဒီဟာကိုငါအဲ့ဒီမှာ warning ပေးပြီးပဲ short ထားလိုက်တာငါရင်တော့စိတ်မျိုးနဲ့ဆိုမင်းတောင်းမှန်တာပြန်ရေးရမယ်ငါကိုယ်တိုင်စောင့်မရေးမယ်အဲ့ဒါစာပေလောကမှာမရှိသင့်ဘူးကငါချစ်ပြီးခုကြမ်းမှာ ရံဖြစ်နေကြတာပါလို့ပြောစောင့်မကြည့်နဲ့အဲ့ဒါဟုတ်တော့ဟုတ်တယ်ဒါမကောင်းဘူးပေါ့အဲ့တော့ငါပြောနေတာဆိုတော့မင်းမင်းကငါရှာနေအဲ့အမီမဖော်လို့ရင်မင်းနောက်မကြည့်နဲ့အဲ့အပြက်ပြားမူပဲเนาะကြည့်ရမယ် तू ကအမီမဖော်လို့ဘူးလို့ပြောတယ်မလားအဲ့ကြောင့်မထင်နဲ့တော့ဘယ်မပြောနိုင်လားနာမည်မပြောနိုင်ဘူးထင်နဲ့လမ်းမခွင့်ရတရားစားမေးရမယ်ဓပုံရိုက်ရမယ်နင်းတော့ဓပုံရိုက်เนาะကင်မရာပြီးတိုင်းဓပုံရိုက်လူဝိုင်းဓပုံဆရာခေါ်ဓပုံရိုက် ကျွန်မကဟဲ့လားဘယ်လမ်းတွေမှာပါကိုင်းရရောက်ပါလေစိတ်တမ်းမကြအောင်သတင်းစာရောင်းသွားစီလုံးဝစိတ်တမ်းမကြအောင်နော်အဲ့တော့အဲ့အဲ့ဒီအခြေအနေရတယ်ရင်းနှီးရင်းဟန်စီလုံးဝစိတ်တမ်းမကြအောင် proof editor စီလုံးဝစိတ်တမ်းမကြအောင်နိုင်နိုင်ငံတကာသတင်းတွေသတင်းနေနဲ့ရေး interview ကိုမရေးနဲ့ဒီလိုသတင်းအောင်လားတစ်ခါတစ်ခါလေးကြက်ကြက်ပြောလိုက်ကြနော် interview ကိုနဲပါဒီမှာမေဝင်းမြို့ interview ထားတယ်အဖြစ်မေဝင်းမြို့ကသတင်းစာဗနက်ဆောင်ဝယ်မယ်မေဝင်းမြို့ ဒါလွတ်တော်နိုင်ငံရေးကိုပြောတော့မေဝင်းမြတ်ကဘာတက်လို့လဲ။ဘာဆောက်သုံးကြပဲနဲ့အမှတ်ဖြစ်တာ။အတွေ့တွေကလူရှောက်ရှောက်မပြူးနဲ့။အဲ့တော့နိုင်ငံရေးကိစ္စကိုပြူးတယ်ဆိုရင်ငါစီကအကြံဉာဏ်လေးနဲ့တောင်းညာ။မင်းတို့ဥတုဝေကိုသွားပြူးရတခါအတန်ကြားတယ်။မင်းတို့ငါပြောရမယ်။ဥတုဝေကြီးဟလား2008တုန်းက2009တုန်းကနိုင်ငံရေးပါတီထောင်မှုထောင်နေဆိုတဲ့နေရာမှာဥတုဝေမှာရှိခဲ့တဲ့ပြဿနာတွေမင်းတို့သိလား။ပြူးကျင်လား။ဥတုဝေရဲ့နည်းနည်းမြတ်သိလား။ သူ့ရဲ့သူ့မွေးတက်ကလေးကိုသူများပြူစားမှကြောက်လို့ဆိုပြီးကြောင်းထားတာသိလားနိုင်ငံရေးသမားလည်းမင်းတို့သိလားငငယ်တော့သူ့ရည်စားရဲ့သူ့ကိုကိုညွန့်လို့ခေါ်တာသိလားအဲ့ဒီနိုင်ငံရေးနယ်ပယ်မှာရှိတဲ့60ရာခိုင်နှုန်းကအကုန်ငါသိတယ်ဘာလို့တလဲဆိုတာအသာသိတယ်ငါအကြောင်းလည်းဒီကောင်းနေသိတယ်ဘသူအကြောင်းအောင်မင်းတို့ယူကြတယ်နည်းနည်းပါ recommendation ယူကြအဲ့တော့ဘာမှပြူလို့ရတယ်အဲ့သူတို့ပေါက်ကရ40ရှောက်အောင်ပြရှေ့ကနေ ID ခံပြီးရှောက်ပြောနေတဲ့ဟာတွေ ်ဦးခင်မောင်ဆွေရ88တော့တခိုးကြီးများတမကဆိုထောင်းတာမျိုးသိလား6လားရေနံကြောင်းလားအဲ့ဘက်မှာဦးခင်မောင်ဆွေပါတီကိုထောင်းမွေးရအတွက် NDF ထောင်းမွေးရအတွက်ကိစ္စမှာငါအိမ်ကနေသွားတာဦးသူ့ရဲ့ပါတီထောင်းနေတော့ငါလုတ်ပေးခဲ့တာအခန်းထဲမှာဘာမှမရှိဘူး TV တွေရော DVD player တွေရောငါစာသင်လို့ရတဲ့ပတ်စံလေးနဲ့ဝယ်ထားတဲ့ဟာကို list line အခန်းမှာအဲ့ဒါရောင်းပြီးတော့မြန်မာနိုင်ငံမှာပထမဆုံး ဟုတ်လားမြန်မာနိုင်ငံရဲ့38ပဲပထမဆုံးလောက်တာ2009မှာအဲ့ဒါငါလုတ်ပြီးတာအဲ့ဒါအတိအောင်လို့ကျွန်တော်ဘသူ view ကျင်နေလဲနိုင်ငံသမားအင်တာဗျူးတဲ့ပြည်တွင်းသတင်းတော်တွေဘယ်နိုင်ငံသမားက view ကျင်လဲဘသူနဲ့တည်လဲဘသူအကြောင်းတည်ကျင်လဲဘယ်ကောင်တွေကစောက်သုံးကြမယ်လို့မင်းတို့စိတ်ထဲမှာထင်တယ်အန်အဒီကောင်တွေရောသူတို့ဖျားလောက်ကိုးကွယ်တဲ့ဒေါ်စုဆိုတာ ါတီပြန်ထောင်ဖို့လို့ဘာလို့ဆိုတော့ငါ45မိနစ်လက်ချရိုက်ခဲ့တာပမိုင်းကအထောက်ထားအပြည့်ရှိတယ်ဒီကောင်လေးလည်းအားလုံးသိတယ်ငါငါဆုံးမခဲ့တာဒေါ်စုသူနဲ့တွေ့ရင်သေးတယ်သမနာရောအဲ့တော့ပြောနေတာကအင်တာဗျူးတွေလုပ်တယ်။ဒါပြောတာမကြိုက်ရင်တော့မလုပ်နိုင်ပါနဲ့။အင်တာဗျူးတွေလုပ်တယ်။စောက်သုံးမှမကြိုက်တောင်မြောင်မြောင်ပြောတာတွေကိုဆမင်းနဲ့ဓမင်းနဲ့အကုန်ခံရမရေးနဲ့။ရှင်းနေတာလိန်နေတာ အဲ့နိုင်ငံသမားကြီးရှောက်ပလိတဲ့ကိစ္စတွေကိုငါမေးရောအရင်ဆုံးရှောက်ရှောက်မရေးနဲ့တမျက်နာလောက်ကုန်အောင်တဝက်လောက်ရေးတော်ပြီစိတ်ထဲမှာတိတ်တဲ့အထင်ကြီးနေမင်းတို့အထင်ကြီးလောက်မယ်လို့ထင်နေဟောဒီမြန်မာမြန်မာနိုင်ငံကြီးတွေကမင်းတို့အထင်ကြီးတဲ့နိုင်ငံသမားတယောက်လောက်ကိုဆွဲထုတ်ပြလာအဲ့ကောင်ဘာကောင်လဲဆိုတာငါတခါလေအဲ့တုံဖာမောက်ပြောပြအဲ့ဟောဒီနေဗေရမန်ကဘဝကိုရေးပြီးတော့အလုပ်လုပ်တာနှိမ့်စိတ်ရှိတယ်ကြိုးကျင်လာတာပဲနော်အဲ့တော့ 那那苏香，我讲家的吧，我讲家不，那我做人就拿你那老妈的，小米多一大的，一百的领导的，小米多一大袋呢。我这边噶苏了，别白帮我们噶苏老咯嘛，我这边呢，他们得很多家，人家也买的妈妈来，你家问你没几袋？哎，家叫庄家他妈搞路搞的啊，你买几袋嘞？几袋嘛那个，骗钱啊不偏路搞的。 အဲ့တော့ဒီလေးသတင်းစီနံပါတ်၁သတင်းစီနံပါတ်၂သတင်းစီနံပါတ်၃ဒီရင်းသတင်းနဲ့ပတ်သက်လို့သတော်ဟာဘာလဲတော့ငါတစ်ဖက်တော့အလကားနေအပုတ်ချတာမဟုတ်အကျိုးမရှိတဲ့အားတွေကိုစာမျက်နှာအကုန်လုံးမရေးနဲ့ဘလို့ဟာမျိုးရေးခြင်းလဲအညိုးငါစီရတောင်းပုတ်ကိုယ်လည်းလုတ်ပါလို့လည်းငါ့ဥ policy ကိုလုံးဝမချုပ်တာဘူးဂျာနယ်တော့လည်းဟုတ်လားဒီဖုန်းအဖြစ်ဖြစ်ရှင်းရှင်းပြအခုသတင်းလာဆိုရင်ဘာမထည့်ရဆိုတာမျိုးတော့မရှိဘူး 阿妹，美术做啦，你个会买没？啊啊 ago, 啊、高三出去就弄好多，美术书啦，我爷爷几台嘛多几下，其他呢，别的不行。阿鲁没有上快的作业，阿是也不算有，落不落噶？啊，你嘛年年都可买衣，不搞棉绸的吧？有几嘛？少些的，拿不着嘛，没有看。拿回来我们印度人没看，拿拿得领导嘛？阿年年上了，一直闹。 ဒီပြင်းသတင်းတော့တွေအထူးသဖြင့်နိုင်ငံရေးသမားတွေကိုကြွကျဲစရာတခုမှမရှိဘူး။ရှာရရှာကြမယ်မင်းသိတယ်မလား။ဒီတော်တော်များအင်တာဗျူးတယ်မလား။နိုင်ငံရေးသမားတွေဟုတ်တယ်မလား။ကြွကျဲစရာတခုမှမရှိဘူးနော်။သူကောင်းတဲ့တစ်ခါနားလဲတော့အဲ့တော့လေတကောင်းမဆောက်သုံးမကြဘူး။အဲ့မင်းနားလဲတာဆောက်သုံးမကြတော့တိုင်းပြည်တဲ့ဒီလိုအခြေအနေဖြစ်နေလား။ပြီးတော့မနေ့တနေ့ကတစ်ခါလဲပေါ်လာပြီးတော့သူရဲကောင်းကြီးရောင်ရောင်။ဟိုဟာရောင်ရောင်ဒီဟာရောင်ရောင်။အဲ့တော့အဲ့ဒီဟာတွေကို နည်းနည်းဟိုစင်ကျင်ပြီးတော့အင်တာဗျူးတွေကိုစင်ကျင်ပရစ်လုပ်တဲ့ဟာမျိုးမလုပ်နဲ့ငါပြောတဲ့စကားရှင်းရှင်းလေးလीငါ့အိုတော်မှငါ့ရဲ့သတင်းစာမှာငါ့ကိုပရစ်မလုပ်နဲ့ချီချူးကုံပြူးမှုတွေငါ့အိုတော်မလုပ်ခိုင်းဘူးအဲ့တော့ငါဘယ်ကောင်ငါပြေးလို့ရမှာမူနဲ့ပဲလုပ်ကြဝေါ်ဒီယာနော်အဲ့ဒါ iPhone shop အဲ့ဒါဒီတွင်ဒီတွင်ကိုပို့ပြီးတော့များအောင်လုပ်ပြီးတော့နောက်တစ်ခုကဒါ editor ကိစ္စ ဇောခန်းကအခုကိုလင်းမင်းကသူကမူရတယ်အားလုံးကင်တယ်ဇောခန်းကမင်းမသိမ်းဝဲကြီးတာလေမင်းကတောင်အများကြီးရှိတယ်တောင်အများကြီးရှိတယ်သူ့ကိုပြောကိုလင်းမင်းကကိုတနာမည်ရလာတဲ့သူတယောက်နေနဲ့အက်ဒီတာချုပ်တယောက်နေဆိုတိုက်ပုံလေးဟိုလူနဲ့တွေ့ဒီလူနဲ့တွေ့အဲ့ဒါသူကအလုပ်ဖြစ်တယ်မင်းကတောင်ရှိတယ်အဲ့တော့နေပြည်တော်မှာဝဏ္ဏဌာနတွေကိုငါသွားပြီးပြောရမယ်နေပြည်တော်တဲ့လူရှာမင်းကဒီပါလဲနေလို့မရဘူး ိုကိစ္စကိုလည်းမစီစဉ်လို့မရဘူးနေပြီးတော့လူရှာကြီးစောစောဝင်းကြီးတတ်နိုင်တယ်ဝင်းကြီးနဲ့ငါတွေ့တဲ့ဆိုမှနှိပေးမယ်ကျွန်တော်တိုက်ကကလေးတွေပါမယ်ဆရင်းပေးပါဟလာအီးမေးလ်နဲ့ကိုပါဓာတ်ပုံလေးကြားရင်အီးမေးလ်နဲ့ဘလို့ကိုမလဲစသရပြင်ဘာကြီးရအဝင်းကြီးတွေကသူတို့ဝင်းကြီးတတ်နိုင်ငါတရင်တော့ယူဖို့နှုတ်မိတ်နဲ့လုံထားပြီးပြီကြောတာမင်းတို့မင်းတို့ကမှကြောင်တောင်တောင်ကောင်းနေအများကြီးရှိတယ်ငါတော့မှလာပြီးတော့လူလေးကြီးတော့လက်တောက်လောက်နေတယ် ငါလာပြီးတော့နိုင်ငံကြီးကဘလို့ဘာဖြစ်နေများဖြစ်တယ်လာလုတ်ချင်တဲ့ကောင်းကြီးကိုရရမယ်ရိုက်ချင်တဲ့ကောင်းကြီးရှိတယ်။အဲ့ကောင်လေးအားလုံးခေါ်ရင်းကတင်းနာရှင်လုံးလည်းလုပ်ဘူးတယ်။ကြားလိုက်ကြားဘူးလား။စီးဒီစကားမှလေ။အုတ်ကကူကိုလိုဟိုဟာတော့ဒီကငါစီမှာအလုံးလုံးမဲ့ကောင်ဟာကြီးဦးမြတ်တိုင်းကျူလာပါလားတော်တဲ့ကောင်။ရင်းစင်လို့နဲ့ညီဝန်းဝဲတော်တယ်။အဲ့ဒါရေနောက်ဦးမင်းတက်ကြီးပါထွက်ပြေးသွားတယ်။ငါပြောငါ့ကိုချဲလေကြိုက်တာမင်းမိုက်နဲ့ကင်တာလေမင်းတို့ကြိုက်တာမင်းလို့ရမိုက်တလုံးပေးထားလိုက်။ကျုပ်စားလိုက်လို့ရတယ်။ အဲမင်းတို့ကအလားလားရှိအဲ့လိုစောက်တလဲကောင်းလို့ကောင်းမလုပ်ဘူးကိုကနဲ့ကိုနေအဲနောက်နောက်တခါအဲ့သွားပြီးတော့အဲ့ဟိုဆရာကြီးတပါးကြီးဘာကြီးညာကြီးဆိုတာတွေကိုမင်းတို့မချွတ်ကျဲနဲ့ကိုကကိုကိုကိုွယ်ချင်းအိမ်မှာဓာတ်ပုံကတ်တာအိမ်ပါတင်းလာတိုင်းမှာတော့မလာနဲ့ငါမကိုကိုွယ်ဘူးတယောက်မှစောက်ထင်ကြည့်ရှင်းလားငါလည်းအဲ့လိုစောက်တုံးကြားလိုက်ကောင်းမဟုတ်ဒါပေမဲ့စောက်ထင်အောင်ကြည့်ဘူးပါဘာလို့ဘူးဘာလို့မလဲသူတို့လောက်လည်းမတော်ဘူးဒါပေမဲ့စောက်ထင်မကြည့်ဘာလို့ချင်လဲအဲ့ဒါပဲအဲ့တော့မင်းတို့တိတ်မချွတ်ကျဲနဲ့ ကျွန်တော်ရေးအားနဲ့ဗာနဲ့ဆိုရင်နည်းနည်းထက်ထက်မြက်မြက်ထိထိရှာရေးเนาะအဲ့တော့ဖက်